င်္ဂလာပါရှင်ဒီကနေ့မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သမ္မတတပ်တန်းရက်တရအတွင်းအ धिक လှုပ်ဆောင်မှုတွေကိုပြန်လည်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာသမ္မတအဖြစ်ကျန်းသစ်စာကျိတ်ဆိုခဲ့တဲ့ထရန့်ဟာဧပြီလ29ရက်နေ့မှာသမ္မတတပ်တန်းရက်တရပြည့်ခဲ့ပြီဖြစ်ပါတယ်ဒီကာလအတွင်းမှာအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနဲ့ပတ်သက်ပြီးထရန့်ဟာအုပ်ချုပ်ရေးအမိန့်142ခုကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ် ဒါဟာအမေရိကန်သမိုင်းမှာရက်တရာအတွင်းအုပ်ချုပ်ရေးအမေအများဆုံးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးအပိုင်းကိုကြည့်မယ်ဆိုရင်တမတာဖြစ်တဲ့ပထမနေ့မှာပဲတရားမဝင်ဝင်ရောက်လာသူတွေကိုပြည်နှင်တန်ပေးဖို့အမိန့်ထုတ်ခဲ့ပါတယ်။နိုင်ငံအများအပြားကို ကမောက်ကမ ဖြစ်စေခဲ့တဲ့သွင်းကုန်အကွန်စီကြပ်မှုကိုကြည့်ရင်လေမက္ကဆီကိုကနေဒါ EU နဲ့တရုတ်အပါအဝင်ကုန်တွေရေးမိဖက်များနဲ့တကဘာလုံးရဲ့တင်းကုန်တွေအပေါ်အခုနေချမှတ်ခဲ့တာကိုတွေ့ရပါတယ် အထူးသဖြင့်တရုတ်ကုန်ပစ္စည်းတွေအပေါ်145ရာခိုင်နှုန်းအထိအခွန်တိုးမြင့်ထားပြီးတရုတ်ကလွှဲပြီးတခြားနိုင်ငံတွေကိုတော့ရက်60ပြန်လည်ဆိုင်းငံ့ထားပါတယ်။နောက်တစ်ခုဖြစ်တဲ့ဖက်ဒရယ်အစိုးရဝန်ထမ်းလျှော့ချတဲ့အပိုင်းမှာဆိုရင်အစိုးရဘတ်ဂျက်အလေးအလွတ်မဖြစ်ရအောင်ဆိုပြီးဖက်ဒရယ်အစိုးရဝန်ထမ်းသတိန်းကျော်ကိုအလုတ်ထုတ်ပစ်ခဲ့ပါတယ်။နိုင်ငံသားအကူအညီနဲ့အစိုးရဌာနတွေဖြတ်သိမ်းမှုမှာဆိုရင် USA လိုနိုင်ငံတကာအကူအညီပေးရေးအေဂျင်စီကိုဖြတ်သိမ်းလိုက်ပြီး နိုင်ငံသားရေးဝင်ကြီးဌာနလက်အောက်မှာထားရှိကလူသားချင်းစာနာမှုအကူအညီအနှဲငယ်သာပေးထားပါတယ်။ပညာရေးဌာနအပါအဝင်ဖက်ဒရယ်ဌာနတွေကိုဖျက်သိမ်းမှုကြိုးပမ်းခဲ့ပါတယ်။အမေရိကန်သတင်းဌာနတွေဖြစ်တဲ့ Voice of America VOA နဲ့ Radio Free Asia RFA တို့ကိုဘတ်ဂျက်ဖျက်တောက်ခဲ့ပါတယ်။အမေရိကန်အစိုးရရဲ့ဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ VOA နဲ့ RFA အပါအဝင်သတင်းဌာနတွေရဲ့ US AGM အဖွဲ့ရဲ့ဘတ်ဂျက်တွေကိုဖျက်တောက်ခဲ့လို့သတင်းလုပ်ငန်းတွေအကုန်ရပ်ဆိုင်းကုန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ VOA နဲ့ RFA ဝန်ထမ်းအားလုံးကို ပြန်လည်ခံထားဖို့ ਨੇ ဆောက်အစိုးရကဖြတ်တောက်ပစ်ခဲ့တဲ့အဲ့ဒီမီဒီယာတွေအတွက်ကွန်ကရစ်လွှတ်တော်ရန်ကုန်ွေအားလုံးကိုလည်းပြန်လည်ပြတ်ဖို့ပြည်ထောင်စုတရားသူကြီးကအမိန့်ချမှတ်ခဲ့ပါတယ်တခါရုရှားနဲ့ယူကရိန်းစစ်ပွဲကိုကြည့်ရင်မဲဆွယ်စဉ်တမတဖြစ်ပြီး24နာရီအတွင်းယူကရိန်းစစ်ပွဲအဆုံးသတ်မယ်လို့ပြောခဲ့ပေမဲ့အပြည့်အဝအကောင့်ထဲမပေါ်နိုင်သေးပါဘူး ယူကရိန်းနဲ့ရုရှားအကြားစစ်ဆင်ညီနိုင်မှုအလင်းအမြန်လှုပ်ဆောင်မှုတိုက်တွန်းခဲ့ပေမဲ့အခုထိရုရှားသမ္မတပူတင်ရဲ့သဘောတူညီမှုမရသေးတာပါ။ NATO နဲ့မဟာမိတ်တွေအပေါ်မူဝါဒပြောင်းလဲမှုအပိုင်းမှာ NATO မဟာမိတ်တွေအနေနဲ့ရမငွေပို့ထည့်ဖို့ဖိအားပေးခဲ့သလို Greenland ကိုလိုချင်ကြောင်းကနေဒါကိုအမေရိကန်ရဲ့50တခုမြောက်ပြည်နယ်အဖြစ်ထည့်သွင်းလိုကြောင်းတို့ကိုပြောင်းကြကြပြောဆိုခဲ့ပါတယ်။နောက်ပြီးတော့အရင်သမ္မတအဆက်ဆက်အသာပေးခဲ့တဲ့ ရာသီဥတုဆိုင်ရာသဘောတူညီချက်တွေကိုရုပ်သိမ်းခဲ့ပါတယ်။ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာပါရီသဘောတူညီချက်ကနေထပ်မံနှုတ်ထွက်ခဲ့ပြီးဘိုင်နန်အစိုးရလက်ထက်ကမူဝါဒတွေကိုဖျက်သိမ်းခဲ့ပါတယ်။စွမ်းအင်ထုတ်လုပ်မှုအပိုင်းကိုကြည့်ပြန်ရင်လည်းအရင်ကစွမ်းအင်အရင်အမြင့်တွေထိန်းထားခဲ့တဲ့အမေရိကမှာကမ်းလွန်ရေနံတူးဖောက်ဖို့နဲ့အလက်စကာမှာသဘာဝတောင်ဝင်နဲ့ရေနံချဖွေရေးကိုခွင့်ပြုတဲ့အမိန့်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။လူငင်းချမ်းသာခွင့်နဲ့ပတ်သက်ရေးလဲ2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့က ထွန်းထောက်ခံသူတွေလွတ်တော်ကိုဝင်စည်းခဲ့မှုမှာဖမ်းဆီးခံထားရသူ1500ခန်းကိုလူငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ခြုံငုံသုံးသက်ရရင်ထွန်းရဲ့လှုပ်ဆောင်ချက်တွေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားဥပဒေစိုးမိုးမှုကိုစိန်ခေါ်နေတယ်လို့ဝေဖန်သူတွေကဆွဆဲနေပါတယ်။လူလူထောက်ခံမှုစစ်တမ်းအရာထွန်းဟာထောက်ခံမှုနော်ဖေဖော်ဝါရီလမှာ48ရာခိုင်နှုန်းရှိခဲ့ရမှာဧပြီလမှာတော့40ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့တယ်လို့သိရှိရပါတယ်။အထူးသဖြင့်ကုန်သွယ်ရေးအခွန်စီကြမှုတွေနဲ့ ဖရဲဌာနဖြတ်တောက်မှုတွေအပေါ်သဘောမတူမှုများပြားတာကိုတွေ့ရပါတယ်။ဒေါ်နေထွန့်ရဲ့တမတတက်တန်ရက်တရာမှာတော့အလင်းအမြန်အပြောင်းလဲတွေနဲ့အငင်းပွားပွဲလှုပ်ဆောင်မှုတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရပါတယ်။ထွန့်အနေနဲ့လူဝင်မှုကြီးကြပ်ရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုဖရဲအစိုးရအဖွဲ့အတွင် ဖြတ်တောက်ရေးနဲ့နိုင်ငံခြားရေးမူဝါဒအပြောင်းလဲတွေကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါတွေဟာအမေရိကန်အထက်ကဆိုတဲ့မူဝါဒအတိုင်းအကောင့်အထည်ပေါ်ဖို့ရည်ရွယ်လှုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ တရားရေးဆိုင်ရာစိန်ခေါ်မှုတွေပြည်သူထောက်ခံမှုကြာဆင်းမှုတွေနဲ့နိုင်ငံတကာအတွက်မတိကျမရေရာမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ရတရားအကျော်မှာတော့ Trump နဲ့သူ့အဆိုရာဟာပုံမှန်အတိုင်းဆက်သွားမှာလားအပြောင်းအလဲလုပ်သွားမှာလားဆိုတာကတော့စဉ်းစားစရာဖြစ်နေပါတယ်။လူလူထောက်ခံမှုကိုလိုချင်ရင်တော့ Trump ရောသူ့အဆိုရာအဖွဲ့ရောပြောင်းလဲမှုတွေကိုလှုံ့ဆော်မှုလိုအပ်မှာပဲဖြစ်ပါတယ်ရှင်။